ိပ်ပံတိုက်ခိုက်ရေးဂိမ်းတစ်ခုမှာအရန်ကျန်းတဲ့ကောင်လေးကရီတာတစ်ခုရှိပြီးသူ့နာမည်ကိုတော့ခွင်းစခွင်းပိနဲ့ကွက်လက်ဖြစ်ပဲဖော်ပြထားလို့ကွက်လက်လိုပဲလူသိများကြပါတယ်။အစင်းမြင့်မဟုတ်သောသုံးနောက်ကိုတော့ကွက်လက်ကရှောင်းနိုင်ခဲ့လို့မင်းကလေးနဲ့ဦးလေးကြီးတယောက်ကဆွေးနွေးနေကြတာပါ။ဒါကတော့အသက်၁၈နှစ်အရွယ်ဆိုတာပါ။ဂိမ်းဆွဲလန်းနေသူတယောက်ပေါ့။ကွက်လက်ဆိုတဲ့ဂိမ်းစက်ကောင်ကိုင်နေသူလည်းဖြစ်ပါတယ်။ပြေဆိုအောင်ပြောရရင်တော့အလောက်ကန်ပညာရေးလည်းမရှိပါဘူး။ဂျီရိုကတော့အသက်၁၇နှစ်အရွယ်သူ့ရဲ့ညမပါ။ ဆိုရာကစကရေအများကြီးနဲ့ဂိမ်းစောတလို့ရှီရိုကလည်းအစားအသောက်ကိုလက်နဲ့ကင်စားနေရင်တော့6လောက်နဲ့မောက်စ်ကိုကင်ပြီးဂိမ်းစောနိုင်ပါတယ်။ဒီလောက်ထိကိုချွတ်ပါရင်9ရက်လောက်မအိပ်ရသေးတာကြောင့်ရှီရိုကတော့အိပ်သွားပြီးဆိုရာကိုခြေလက်လေးဘက်လုံးနဲ့ဂိမ်းစောကိုမောက်စ်တွေကိုထိုးပေးခဲ့ပါတယ်။ဒီလိုဂိမ်းနဲ့ရေပဲအချိန်ပြည့်လို့ရှုပ်နေတဲ့မော်နမားစီထူးထူးဆန်းဆန်းအီးမေးလ်စာဝင်လာပါတယ်။ဘသူပေးဖို့ရမှန်းတော့မသိရပဲမင်းတို့မော်နမားနေရာကဘာမှပြီးမွေးလာရလို့ခံစားရဘူးလားလို့စာရင်းမှာရေးထားပါတယ်။ဂိမ်းနဲ့တစ်ခုပေးတာပဲသူတို့ကိုစိန်ခေါ်ကစားခြင်းနဲ့ပုံမျိုးပါ။ လေးကောင်နေလိုက်တော့စစ်တူရင်ကင်းဖြစ်နေပါရှီရိုကတော့အိမ်မက်လုပ်ဝင်မယ်ဆိုရာကတားပြီးတော့ဆော့ခိုင်းပါညံသုံးပြီးဆော့ရတဲ့ဂိမ်းတွေဆိုရင်ဆိုရာရဲ့အုံနောက်ကအရန်ကျန်းတာပါအဲ့ချင်းနေတဲ့မျိုးလုံးတွေနဲ့ဆော့နေကြပြီးနောက်ဆုံးမှသူတို့မောင်နှမပဲအနိုင်ရတော့ပါမေးတဆောင်ထပ်ဝင်လာပြီးကစားရတော်တယ်မင်းတို့ဒီလိုကောင်းကောင်းကစားနိုင်တာဆိုရင်ဒီကဘာကြီးမှာနေထိုင်ဖို့ခက်ခဲနေတယ်မလားမင်းတို့တကယ်ရှိတဲ့ကဘာကြီးကိုခေါ်သွားမယ်ဆိုပြီးဆိုရတော့မောင်နှမရဲ့ပအဝင်ကျင်ကတဖြည်းဖြည်းပြောင်းလဲပြီးတခြားကဘာစီကိုရောက်သွားပါတော့တယ် ူကတော့တက်ဖြစ်ပြီးဒီကဘာမှာလူတွေရဲ့အသက်တွေနေမီလူတာတွေအထိအရာအလုံးကိုဂိမ်းနဲ့ပဲဆုံးဖြတ်ထားတာပါတက်ကဖျားဖြစ်ပြီး chess ပင်းရဲ့အယုံလိုအဆောက်အအုံပေါ်မှာနေရဆိုပြီးလက်ညှိုးထုတ်ပြလာတာပါဒါတွေအလုံးကလေထဲမှာဖြစ်နေကြပါစီးရဲဆဲကူကိုတက်ကရွတ်ပြနေပြီးသူတို့မောင်နှမပြုတ်ကျနေတာမြေကြီးနဲ့မထီခင်လေတက်ကရက်တံပေးလိုက်ပါဒါနဲ့နောက်မှတွေ့မယ်ဆိုပြီးတက်ကဘယ်ပြုတ်သွားမှမသိတော့ပါဘူးရှေးတုန်းကဖျားသခင်နေရဲ့စစ်ပွဲမှာကောင်းငင်ပင်လေမြေကြီးကျဲတွေကိုပျက်စီးစေခဲ့ပါအဲ့တက်ပွဲမှာအနိုင်ရှုံးမရှိခဲ့ပေမဲ့အားတွေရိုးရိုးသွားကြတယ် ။တပ်ပွဲမှာဝင်မပါတဲ့ဖျားသခင်ကအားပိုရှိလာပြီးထာဝရဖျားဖြစ်သွားတယ်။သူကတော့တတ်ပါပဲ။ဆိုတော့ကတော့ပထမဆုံးလောင်ကြီးစားကြီးလုပ်ပြီးတစ်ဖက်ကရှုံးလို့သူတို့ရှိသမျှဝတ်စားတွေပါမကြပေးလိုက်ရပါတယ်။အဂီယာတိုင်းပြည်ကိုရောက်သွားကြပြီးနေရဆန်သွားတဲ့ဘရင်ကသူ့နေရာကိုလောင်ကစားကျွမ်းကျင်တဲ့သူစက်ခံစီချင်တာကြောင့်ဂိမ်းတွေပြုလုပ်ခဲ့ပါတယ်။ဖေကင်းဆိုရတာဖြစ်ပြီးဘရင်ရဲ့မိဖြစ်တဲ့ဒိုလာဆိုတဲ့မိန်ကလေးလည်းဝင်ပြိုင်နေတာကိုဆိုရာကဆက်စုရင်နဲ့သိခဲ့ရတာပါ။ဒါပေမဲ့အပြင်ဘက်မှာရှိနေတဲ့ကက်လီယာဆိုတဲ့မိန်ကလေးနဲ့ပူကာတပွဲလောက်တသက်ဆော့ခဲ့တယ် သူတို့လောင်ကြီးမရှိတာကြောင့်ရှုံးရင်သူတို့မောင်နှမကိုရောင်းချင်အောင်တက်ချန်တက်ဆိုပြီးတော့ဝင်ဆော့တာပါ။ကံကောင်းချင်တော့ဖြစ်နိုင်ချေတသိန်းခွဲထဲမှာတစ်ခါပဲနိုင်နိုင်ချေရှိတယ်ဆိုတာတို့ကနိုင်ရသွားပါလေ။အဲဒီကနေရရင်ငွေနဲ့တဲခုခံတစ်ခုမှာဒီညတဲဖို့စရင်ပေးပြီးငွေပါကြိုရှင်းထားလိုက်ပါလေ။သူတို့ရဲ့နာမည်ကိုလည်းတဲခုခံမှာကွက်လက်လိုပဲနာမည်ပေးခဲ့ပါလေ။ဒီမှာရင်အပိုင်း၁ကပြီးဆုံးသွားပါလေ။ဒေါ်လာကရှုံးသွားတာခံမြင်လို့ဆိုတာတို့မောင်နှမတဲခုခံအထိအပြစ်လာတင်ပါရင်ဒါနဲ့ဂိမ်းတစ်ခုကစားဖို့စိန်ခေါ်လိုက်ပြီးစုံစမ်းစစ်ကစားကြမှာပါ။ဆိုတော့ကသူကကက်ကြီးကိုမလုပ်ဘူး စကုနဲ့ကြောက်တုံးတစ်ခုကိုပဲလုပ်ပါမယ်။နောက်သေးကတော့ဆိုရာနိုင်ရင်ဘာမစို့တောင်းဆိုရမှာဖြစ်ပြီးဒိုလာနိုင်ရင်တော့ဆိုရာတော့မှန်မှန်နဲ့အောင်လုံးတေခိုင်းရင်တော့တေပေးမယ်ဆိုပြီးတော့ဖြစ်ပါရဲ့။တခါပဲပြန်ရမှာဖြစ်ပြီးနိုင်နိုင်ချေသုံးပုတ်တစ်ပုံပဲရှိရဆိုရာကနိုင်တော့ပါရဲ့။ဆိုရာတောင်းဆိုတာကတော့ဒိုလာအနေနဲ့သူ့ကိုချစ်ဖို့ပါ။ချစ်မိသွားပြီဆိုရင်သူ့ကိုအစာရောနေစရာရောပေးမှာပဲ။ဒိုလာကဘရင်သမီးဆိုတော့တချို့တွေကချစ်မိသွားရင်ကြေကွဲပြီး FA ဖြစ်လို့ကိုမဆုံးတော့ပါဘူး။အထီးချက်စရာကြီး ။ဒါနဲ့နန်းတော်ကိုလိုက်သွားပြီးရေမိုးချိုးကဝေကောင်းစားလာပြီးပြောင်းဝဲလိုက်ပါတယ်။အေးစေးတိုင်းနေတော့ဒီတိုင်းပြည်ဖြစ်ပေါ်လာပုံကိုဒိုလာကအကြိုက်ရှိမြနေခဲ့တာပါ။ဒီတိုင်းပြည်ရဲ့စာကြည့်တဲ့ကိုတောင်းရင်မဲ့ဒီကစာနဲ့ရေးထားတာကြောင့်ဆိုရာကမဖတ်တတ်ဘူးဖြစ်နေတာပါ။ဒါနဲ့ရှိရောကတညလုံးဒီတိုင်းပြည်ကစဖတ်တတ်ဖို့တင်လိုက်ပြီးမနေ့ကျတော့စာအုပ်တုပ်ကိုဖတ်နိုင်တဲ့အဆင့်ကိုရောက်သွားပါ යි ။ဘာသာစကားလေးလာမှုပါကျွတ်နေတဲ့အစော်ဖြစ်ပါတယ်။ဒါအပြင်အသက်၁၇နှစ်တည်းနဲ့ဘာသာစကား၁၈ခုလုံးကိုပြောနိုင်နေပါပြီ။တိုင်းပြည်နဲ့ဆိုင်တဲ့စာအုပ်တွေဆိုတာကဖတ်ပြီးတဲ့နောက်ဒီတိုင်းပြည်ကပျက်စီးသွားလိမ့်မယ်လို့ဆိုတာပါပဲ။ နောက်တမဲ့ဘရင်ကလည်းတစ်ချိန်တည်းမှာပဲပျက်စီးသွားမယ်။နန်တမာကကူရာမီဖြစ်ပြီးဂိမ်းမဲ့ရာမှာဒူလာကရှောင်းခဲ့ပူရာကြောင့်သူ့ကိုနန်တဖို့ပေးလိုက်ရခြင်းဖြစ်ပါတယ်။ဒါပေမဲ့ဆိုရာကတော့ဒူလာရဲ့ဖိုးမှန်ကန်နေဆိုတာတက်တည်သွားပြမယ်လို့ယုံကြည်ချက်ရှိရှိကိုပြောနေရပါ။ဒူလာကလည်းဝမ်းသာပြီးအားပြန်တက်သွားပါပြီ။ဒီမှာရင်အပိုင်းနှစ်ကပြီးဆုံးသွားပါရဲ့။ကူရာမီရဲ့နန်တဘွဲကိုဆိုရာကဝေယောင်းကတ်ကွန်ပြီးကူရာမီနိုင်သွားတာက F တွေရဲ့အကူအညီပါတယ်လို့ပြောချင်တာပါ။ F ဆိုတာနတ်သမီးပုံစံမျိုးကိုပြောတာပါ။ ဒါကိုရှီရိုရဲ့ဖုန်းထဲမှာဓာတ်ပုံရိုက်ထားတဲ့သက်သေရှိပြီးဒီကဘာမှာဖုန်းမရှိတာကြောင့်ဖုန်းဆိုတာဘာလဲတော့လူတိုင်းကမသိကြပါဘူးပွဲခင်းထဲမှာလည်း F တယောက်ရှိနေကြောင်းဖော်ထုတ်လိုက်ပြီး F ကရှက်ရှက်နဲ့ထွက်ပြေးတော့ပါတယ်နတ်တပ်ပွဲကိုတားတာကဂိမ်းကစားဖို့စိန်ခေါ်တာပဲဖြစ်တာကြောင့်ဂိမ်းကိုကုလမီကစီစဉ်ရမှာစီရနံပါတ်9ရစိန်ခေါ်ခံရသူကဂိမ်းရဲ့စီမင်းကိုချမှတ်ခွင့်ရှိနေပါတယ်သရနာကြတော့ဒူလာကတစ်ချိန်လုံးသူ့ပေါ်မှော့သုံးနေမယ်ဆိုရာတို့ပြောမှတည်သွားရပါတယ်။တဲကိုကမ်းမာတော့ကဆိုရာတို့မော်နမကကူရာမီမှော့သုံးနေကြောင်းကိုသတိထားမိသွားတာပါ။ ဆိုရာတွေးမိတာကတော့မော့သုံးနိုင်တဲ့တခြားမျိုးနွယ်တွေကဒီနိုင်ငံရဲ့ဘရင်ဖြစ်ရေးဂိမ်းတွေမှာနောက်ွယ်ကနေချေလည်နိုင်မဲ့သူကိုပံ့ပိုးကူညီမယ်။အဲ့ဒီလူကဂိမ်းအကုန်လုံးနိုင်ပြီးဘရင်ဖြစ်သွားတဲ့အခါအဲ့ဒီနိုင်ငံကိုဝေရောက်ချေလည်လို့ရမယ်။ရူရှင်တဲ့သဘောလေးပါပဲ။ကူရာမီကဒိုလာဆိုရာရှီယိုတို့ကိုလဲနေခေါ်သွားပြီးသူ F တွေအကူအညီယူရဲဆိုတာအင်မန်တတီရဲ့နေမီကိုလုံခြုံစေဖို့အတွက်နေထိုင်တဲ့ပမာဏရပြီး F တွေနဲ့အဆက်အသွယ်ဖြစ်ဖို့စဉ်းစားထားတယ်ပြောဝင်မယ်။ဆိုရာတို့မောင်နှမကတော့လုံးဝကိုမှမယုံပါဘူး။ဒါကြောင့်အယုဒိခန့်နေရတာကိုညင်းလိုက်ပြီးဂိမ်းကစားမယ့်နေရာရောက်သွားပါတယ်။ အဲ့ဒါကတော့ chess game ကိုမှအသက်ဝင်နေတဲ့လူရွယ်ရှိတဲ့ရုပ်တွေနဲ့ကစားရမှာဖြစ်ပြီးကစားတဲ့သူတွေကအမြင့်တနေရာကနေကြီးမားလာတဲ့ chess ကုန်းကိုမြင်နေရပါတယ်။ဆိုရာတို့ကအလဲမှာရှီရိုနဲ့လူသားလေးကစားမှာဖြစ်ပြီးပြန်ပွဲဆောက်ခဲ့ကြပါတယ်။ဒါပေမဲ့ကူရာမီဘက်ကနေ free ဆိုတဲ့ f ကမမြင်ရတဲ့တနေရာကနေပြီး chess ကုန်းကိုကြည့်ကနောက်ွယ်ကနေကူညီနေတုံးပါပဲ။ရှီရိုကဆောက်ကစားပြီးတာမန်ဂိမ်းလေးမှာဆိုရင်တော့ရှီရိုကအကြိမ်တစ်တောင်းမှာတစ်ကြိမ်လောက်ပဲရှုံးတတ်ပါတယ်။မေဘေးသူရဲ့ဩဇာတိုင်အယုတ်တွေကရွေးရှားတာဖြစ်လို့ကူရာမီကသုံးဖက်ကျော်ပြီးရွှေ့ပြလိုက်ပါတယ်။ ရှီရိုးကိုပထမဆုံးဘေးရင်ကိုချက်လုလိုက်ပါတယ်။ပြီးတော့တေရောမာကိုတည်ရစစ်သားကလုံးဝရှေ့မတက်ပါဘူး။ရှီရိုးဘလောက်တက်ခိုင်ခိုင်မတက်တာပါ။ကိုသိမထင်လည်းတက်ပြီးမတက်ပါဘူး။ဘယ်ရုပ်ကမှထိုးကျုပ်လို့မရအောင်ဆိုတဲ့သဘောပါပဲ။အတွေ့အကြုံရှိရကူရာမီကတာနေအောင်ညင်းလို့မရပါဘူး။ရှီရိုးကသူ့ရှုံးသွားပြီဆိုပြီးငိုနေပါတော့တယ်။ဆိုရာကတိုးလက်ရောက်လာတော့ဘေးအမိတ်အာနာနဲ့ဒီတိုက်ပွဲကိုနိုင်အောင်တိုက်ကြ။ရှီရန်ကသူ့တွေဒီတိုက်ပွဲပြီးသွားရင်တက်ကနေတက်တက်လုံးနားဝင်ပေးပြီးစုလက်တွေကိုလည်းတက်တက်လုံးပေးထားမယ်။လူပြိုတွေကလည်းမိမပေးစားခံရမယ်။ ဒီလိုမျိုးပြောလိုက်တာကြောင့်တာမန်စစ်ပွဲလိုပဲဇက်တိုက်တိုက်ခိုက်ပါပြီ။တယောက်တည်းလက်မဟုတ်ပဲဇက်တိုက်တိုက်လည်းရရဲဆိုတော့ကိုဆိုရာကတွေးရှိပြီးဇက်တိုက်ကိုတိုက်နေတာဖြစ်ပါတယ်။ဒါအပြင်အဲရီကတိုင်းမိကိုဒီလိုသုံးမကြတဲ့မိန်းမလက်တဲ့အပခံမလို့လား။ပြီးတော့ကူရာမီကလည်းသူ့မှာချက်စရုပ်တွေကိုရွေးစေတဲ့အမှန်မျိုးမရှိပဲ။ F ကသာတဆင်းရွှေ့ပေးနေရာကိုလည်းဆိုရာကအစကလေးကတိနေကြတာပါ။ဆိုရာရဲ့ဘက်ကအသားရပြီးဟိုဘက်ကတရုတ်ဗီဒီယိုဖျက်ဆီးခံနေရမှာပဲ။ကူရာမီကနောက်ဆုံးကွက်လွတ်ထင်ရတဲ့အကွက်တုတ်ကွက်ကိုထုတ်သုံးလိုက်ပါတယ်။ ဘရင်ကိုရှေ့တက်ခိုင်းလိုက်ပြီးဘရင်မျက်လုံးကနေခရဲရောက်နေလင်းလာတာနဲ့သူတို့ဘက်ကတခြားကြံတဲ့ရုပ်တွေမျက်လုံးကပါခရဲရောက်လိုက်ပြီးလင်းလာတာပါအဲ့ဒါကတော့အကဝဲရှိလို့ဖြစ်နေပြီးဆိုရာကတော့ရန်သူကအုံနောက်ဆေးနေတာမို့လို့အကုန်လုံးတက်ပြန့်ဆုံးကြဖို့အမိန့်ပေးလိုက်ပါပြီကူရာမီကသူ့လွတ်လိုက်တာကိုသိနေလို့အဲ့ဩဘီလန့်သွားပြန်ပါလေကူရာမီဘက်ကဘရင်မကဆိုရာရဲ့ဘရင်ကိုတက်ခံပြီးဆိုရာကထောက်ော်ပြီးဘရင်မရဲ့ဓာတ်ကိုချလိုက်ပါတော့အတင်ကအရန်လှလုံးပါလေတေးရဲ့ဘရင်ကဓာတ်ကိုပြန်အနံမို့ထိုက်တဲ့ရဲ့လား စစ်သားတွေကိုအုံနောက်စေပြီးတုံးအားပေးနေတဲ့ဘရင်ကိုတည့်ရက်ဒါအံ့နံမှုထိုက်တက်ရဲ့လားကာဝယ်ခရရတဲ့ပြည်သူတွေဘမရှိတဲ့လဲဆိုတာနောက်တစ်ခါပြန်စင်းစားစီနေတယ်လို့ပြောလိုက်တာကြောင့်ဘရင်မန်းကဓာတ်ကိုလွတ်ချလိုက်ပါတယ်ချီရိုကတော့ရန်သူဘက်ကထိရနဲ့အုံနောက်စေးနိုင်တဲ့မှော်ကိုတုံးနေတာဖြစ်လို့အယုတ်တယုတ်ပူလာတာဘာမှမထူဘူးလို့ဒိုလာကိုရှင်းပြနေခဲ့တာပါဒီမှာရင်အပိုင်းသုံးအောင်ပြီးဆုံးသွားပါတယ်ဆိုတော့ကတပတ်ကအယုတ်တွေကိုစီယုံပြီးအစကဒိုလာကိုပြောထားခဲ့တဲ့အတိုင်းမတိုက်ခိုက်ပဲအနိုင်ယူပြလိုက်ပါတယ်အင်မနတီကဒီတကြောမှာ အင်အားနည်းရာကြောင့်မတိုက်ခိုက်ပဲအနိုင်ယူနိုင်တဲ့နေကိုအဖိုးပြောပြခဲ့တာကြောင့်ဒူလာကတော့မှတ်မိနေပါတယ်။အဖိုးပြောခဲ့တဲ့သူကိုအခုတော့အပြစ်မှာမျက်ဝါးတင်နေတွေ့လိုက်ရပါပြီ။ဒီလိုနဲ့ဆိုရာတို့အဖွဲ့ရဲ့ကွက်လက်ကနိုင်ရသွားခဲ့ပါတယ်။ဒီကဘာမှာထက်ဆိုရာကသူတို့အရင်ကဘာမှာစစ်ပွဲရေးနဲ့ပတ်သက်တဲ့အတွေ့အကြုံကောင်းတွေရှိပြီးသားလို့ဒူလာကိုရှင်းပြနေပါတယ်။ဒူလာရဲ့အဖိုးပြောခဲ့တဲ့လူမျိုးကအခုဆိုရင်ဆိုရာအနေနဲ့ပေါ်ထွက်လာခဲ့ပါပြီ။ခမရံမှာဆိုရာကဂိမ်းနေကုန်လုံးကိုအနိုင်ယူခဲ့သူဖြစ်တယ်။သူ့ကိုစိန်ခေါ်မဲ့သူရှိသေးလားလို့မေးပေမဲ့ဘယ်သူမှမရှိတော့ပါဘူး။ ဆိုတော့ကမောင်နှမနှစ်ယောက်ရဲ့အဖွဲဖြစ်တဲ့ကွက်လက်နာမည်နဲ့ပဲဘယင်လုပ်ဖို့ဆုံးဖြတ်ခဲ့တာကြောင့်ပြည်သူတွေကတော့ဘယင်တယောက်ဘယင်မတစ်ယောက်ရမှာဖြစ်ပါတယ်။ဒါပေမဲ့ဘယင်တယောက်ရှိလို့မရဘူးဆိုတာကြောင့်မောင်နှမနှစ်ယောက်ထပ်ပြန်ခဲ့ရပြီး၃ရက်ကြာတဲ့အထိအနိုင်ရှုံးပေါ်သေးပါဘူး။တုံးရကြတဲ့အထီကိုဖဲကင်းကစားနေရင်အချိန်900မှာတယောက်က158ချိန်စီအနိုင်ရပြီး184ချိန်တရေကြထားတာပါလုံးဝကိုမအေးမစားရေမချိုးဘဲကိုပြိုင်နေကြတာဖြစ်ပါတယ် ဒါပေမဲ့ဂရီးကဝတ်ခနဲ့အရတဖွဲ့တဲ့အချင်းများလို့ရှိရင်အဖွဲ့တဲကတခြားတယောက်ကဝင်ဆုံးဖြတ်လို့ရတယ်ဆိုတာမျိုးရှိပါတယ်။ဒါကြောင့်ပြည်သူတွေနဲ့ဂိမ်းကစားခဲ့ပြီးအဲ့ဒါကတော့စုံစမ်းစစ်ဂိမ်းပါပဲ။လူတိုင်းကတသမတ်တဲ့ရှုံးခံရမှဖြစ်ပြီးဆိုရာတို့ကကက်ကြီးလုံးမယ်။လူတွေကုန်လုံးကစာရွက်လုပ်ရပါမယ်။ဒါကြောင့်နှစ်ယောက်အုပ်ချုပ်ခွင့်ရသွားပါရဲ့။နန်တက်ပွဲမှာတော့လူတွေအများကြီးရောက်တာကြောင့်ဆိုရာကစကားပြောရမှတုံ့ရင်နေခဲ့ပါရဲ့။ MND ဆိုတာကဒီကဘာမှာလူသားမျိုးနွယ်ကိုခေါ်ရဲခေါ်ဖို့ပါ။ Flow Warbeast တို့လိုအစမ်းမရှိတဲ့တာမန်လူသားတွေကိုပေါ့။ 205ကြိမ်မြောက်ပူတဲ့ဘရင်အဖြစ်ဆိုရာတို့မောင်နှမကကြင်ညာလိုက်ပြီးပြည်သူတွေကလည်းအော်ဟစ်ကလက်ခုပ်တီအားပေးခဲ့ကြပါတယ်။ဒါ့အပြင်ဒီဘာမှာရှိရနိုင်ငံတွေအားလုံးကိုဆက်ပွဲကြင်ညာပြီးနေမျိုးတွေကိုသိမ်းယူတော့မယ်လို့ပါကြင်ညာလိုက်ပါရဲ့။လူလာကစိတ်ကြင်ညာတာကိုလန့်သွားခဲ့ပေမဲ့တခြားနိုင်ငံကသူတို့ကိုအခုလောလောဆယ်လာမတိုက်သေးအောင်ညံကစားပြီးထုတ်ပြန်လိုက်တာလို့ဆိုရာကရှင်းပြပါတယ်။တက်ကရောက်လာခဲ့ပြီးဆိုရာတို့မောင်နှမကိုမော်ဆော်ဝဲနဲ့အပြစ်တနေရာခေါ်သွားကဒီကဘာမှာအဆင်ပြေလားလို့မေးပါရဲ့။ တက်ကဆိုရာတို့ကိုရွေးချယ်လိုက်တာမှန်ကန်တယ်ပြောပြီးဆိုရာကလည်းသူတို့ကိုပြန်လည်မွေးဖောက်ခွင့်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်စကားပြောလိုက်ပါတယ်။အဲ့နောက်ထုံးစံတိုင်းတက်ကတော့ထွက်သွားပြန်ပါပြီ။ဒီမှာနေအပိုင်လေးကပြေးဆုံးသွားပါတယ်။